ဒီပုံတော့ကတော့ဘာကက်ပရှင်မှမပါတော့တာကဘာမှကိုပြောစရာမလိုတော့အောင်ကိုပြီးပြည့်စုံနေလို့ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။လက်ရှိဆိုလို့ရှင်တော့လက်ရှိကမ္ဘာအကောင်ဆုံးဝိတ်တန်း၈ခုရဲ့အမျိုးသားချန်ပီယံနေတိုင်းမှာဆိုလို့ရှင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကဂျိုရှာဖန်ကတော့ပါဝင်လာခဲ့ပြီပေါ့နော်။ပြောရမယ်ဆိုလို့ရှင်သူနဲ့တူတူရှိနေတဲ့ကစားသမားတွေကိုကြီးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့နိုင်ငံကကစားသမားတွေနဲ့အရန်ကြီးကိုဝေးကွာနေရလို့ခံစားရတဲ့ ကစားသမားတွေကြီးပါပဲပြောမယ်ဆိုရင်ဂျိုရှွာဘန်မပေါ်လာခင်ကဆိုလို့ရှင်များပီတာယန်တို့အလက်ဇန္ဒားဗိုဂနော့စကီပြီးလို့ရှိရင်အီလီယာဒိုပိုရီယာအစ္စလမ်ကာချော့ဖ်ကမ်ဆန်ချီမာယော့ဖ်ပြီးလို့ရှိရင်အလက်စ်ပယ်ရီယာတွန်အစပယ်နဲ့စတဲ့ကစားသမားတွေကကျွန်တော်တို့မြန်မာဖိုက်တာတွေရောက်နိုင်တဲ့ level ထက်အများကြီး၄-၅ဆင့်လောက်ကိုကွာနေတယ်လို့ထင်ရတာပါဒါမြင်လေဂျိုရှွာဘန်ရောက်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့အနေနဲ့တော်တော်လေးကိုမျှော်လင့်ချက်တွေပေါက်ဖွားလာတယ် တကယ်တမ်းကိုပဲနှစ်နှစ်လောက်အတွင်းမှာရင်ဂျိုရှော့ဖန်ကယူရိုစီရဲ့ချန်ပီယံဖြစ်လာပြီးတော့မြန်မာနိုင်ငံအလံကိုကိုစားပြုလိုက်ပြီးဖြစ်ပါတယ်။လက်ရှိဆိုလို့ရှိရင်ဂျိုရှော့ဖန်အနေနဲ့လည်းတော်တော်လေးကိုဝမ်းသာနေပြီးတော့သူ့ရဲ့ဒီကပတ်ထားတဲ့ဆင်မှာဆိုလို့ရှိရင်သူ့ရဲ့ယူရိုစီချန်ပီယံကပတ်အသစ်ကိုထားရလိုက်ပြီပေါ့နော်။ပြောချင်တာကဗျာတကယ်တမ်းကမြန်မာပြည်ကအမမေအဆင့်တန်းနေဆိုလို့ရှိရင်ယူရိုစီလိုနေရာမျိုးမှာအမျိုးသားအမမေချန်ပီယံတယောက်ပေါ်ထွက်လာဖို့ဆိုတာကအိမ်မက်တောင်မတ်လို့မရသေးတဲ့အရာပါ။ဘာလို့လဲဆိုတော့ စဉ်းစားကြည့်ပါကျွန်တော်တို့အာရှတစ်တိုက်လုံးမှာဆိုရင်ကိုခိုင်ပညာတအားကိုဒါထွန်းကားပြီးတော့ supporting ရန်ကောင်းတဲ့ဒီတရုတ်လိုနိုင်ငံတွေရှိမယ်ဂျပန်လိုနိုင်ငံတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာမွေထိုင်းကထိုင်းဖိုင်တာတွေလည်းရှိမယ်ဖိလစ်ပိုင်ကဖိုင်တာတွေလည်းရှိမယ်အများကြီးပါပြောရင်တော့မကုန်နိုင်ဘူးဒါပေမဲ့ဒီလိုအဲမှာမှတရုတ်မှချန်ပီယံမဖြစ်ဘူးသေးတဲ့နေရာမှာဂျိုရှော့ဖန်ကချန်ပီယံဖြစ်သွားတာဖြစ်ပါတယ်ဒါကတော်တော်လေးကိုကြီးကြေခံထားတဲ့အခိုက်အတန့်တစ်ခုလို့တော့ကျွန်တော်အနေနဲ့မြင်နေကျွန်တော်ကိုယ်ပိုင်နဲ့ ်ဟိုကျွန်တော်ရှေ့ရဗီဒီယိုတွေမှာလည်းအမြင်ပြောခဲ့ရပါတော့ဟိုဒီလိုနေရာမျိုးမှာမြန်မာဖိုင်တာတယောက်ကချန်ပီယံဖြစ်ဖို့မပြောနဲ့မြန်မာဖိုင်တာတယောက် UFC မှာနိုင်ဝဲမမှန်နေရပြီးတော့ထိုးတက်ခွင့်ရတာဟိုတောင်မှကျွန်တော်တို့ဒီအသက်ငယ်ရွယ်တုန်းမှာမြင်နှွေးခွေးမရတော့တော့ဘူးလို့အမြဲတမ်းထင်ထားနေတာဒါမှမဟုတ်လေဂျိုရှွာဖန်လိုမျိုးပါမီရှင်တယောက်ပေါ်ထွက်လာတယ်ပေါ်ထွက်လာပြီးတော့ငင်းငင်းရွရွနဲ့တင်ဒါဒုတိယအသက်ငယ်ဆုံးချန်ပီယံဆိုရဲခုံပုံးနဲ့တူတူမြန်မာပြည်ရဲ့ခုံကိုတော်တော်လေးကိုဆောင်နိုင်ခဲ့တယ်ပေါ့နော် ဒီလိုမျိုးခုံဆောင်နိုင်ရတဲ့အတွက်ကြောင့်မလို့ဘာဒီနောက်ွယ်ကနေပြီးတော့အများကြီးပြောင်းလဲသွားလဲဆိုတော့အဓိကအဖြစ်ကဘာရရမှာရှိနေတဲ့ရွက်ပုံးသီးမြန်မာဖိုက်တာတွေအနေနဲ့သူတို့ရဲ့ဟိုမျောနှင်းချက်တွေပို့ပြီးတော့ခိုင်မာလာမယ်ခိုင်မာလာတဲ့အတွက်ကြောင့်မလို့ဒီကယ်ရီယာတွေကိုပိုလျှောက်လှမ်းပြီးတော့နောက်ထပ်နိုင်ငံခုံဆောင်ကစားသမားတွေအများကြီးထပ်ပြီးတော့ပေါ်ထွက်လာနိုင်ခြင်းလည်းရှိရဲ့မြန်မာပြည်မှာဆိုလို့ရှိရင်လည်းတရှိ MMA အာခသနီးကနည်းနည်းတော့မိမ့်မိန်သွားတယ်ဆိုပေမဲ့ ဂျိုရှူအဗန်လိုမျိုးဒီချန်ပီယံတယောက်ပေါ်ထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော်တော်များများကလည်းဒါအားပြီးအမြောက်လှုပ်လာကြတော့မယ်လို့တော့ကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်လက်ရှိပြောင်းအွန်လိုင်းအဆိုင်ခေတ်နောက်ပိုင်းကျွန်တော်တို့ကိုဗစ်ရေပါတယ်ပြီးရချိန်မှာမြန်မာပြည်မှာ MMA ကစားသမားတော်တော်လေးကိုရှားသွားပြီးတော့ဒီထိုးတက်တဲ့လူမရှိတော့ရဲ့အချိန်မှာဂျိုရှွာဗန်လိုမျိုးဖိုင်တာတယောက်ထိုက်ရလိုက်တာကကျွန်တော်တို့မြန်မာပြည်ရဲ့ MMA လောကအတွက်ကတော့တကယ်ကိုအသက်ဆက်တဲ့စီးတစ်ခုလို့ပြောလို့ရတယ်။ဒါ့အပြင် တောင်ပိုင်းလည်းဒါမြန်မာပြည်မှာလည်း MMA promotion တွေအတိုင်းအတာတစ်ခုတည်းပို့ပြီးတော့အားကောင်းလာအောင်လို့ကျွန်တော်အနေနဲ့ supporting လုပ်ဖို့လိုတယ်ဗောနော်တရှိဟိုမြန်မာပြည်က MMA ပြိုင်ပွဲတွေကတော့ပုံမှန်လေး 3MA တို့ပါလို့ဆိုကျင်းပါတယ်ဆိုပေမဲ့အရင်ကြီးပေါင်းပြောက်တဲ့ level ထိတော့မရောက်သေးဘူးဒါပေမဲ့ကစားသမားတွေဖြည်းဖြည်းချင်းသူတို့ကလည်းသူတို့လက်ရည်သွေးပြီးတော့တိုးတက်လာကြတာကိုတော့ကျွန်တော်အနေနဲ့မြင်တွေ့ရတယ်ဗောနော်ဒီလိုမျိုး champion တွေပေါ်ထွက်လာတဲ့အချိန်မှာဒီလိုမျိုးပြည်တွင်းကလူငယ်ကစားသမားတွေကို supporting နဲ့ကောင်းလာမယ်ပို့ပြီးတော့ထောက်ပံ့လာမယ်ဆိုလို့ရှိရင် အတိုင်းအတာတစ်ခုထိဒေတာတွင်းအဖွဲ့အစည်းငယ်တွေမှာစားပြီးကစားရဲကစားသမားတွေပေါ်ပေါက်လာမယ်ပြီးလို့ရှိရင်အဲ့အနေနဲ့တစ်ဆင့်မှာ1 championship 1 championship အဲ့အနေနဲ့တစ်ဆင့်မှာဒါ UFC ထိမျောမှန်းလို့ရတဲ့ကစားသမားတွေအများကြီးရှိလာနိုင်တာဖြစ်ပါတယ်ဂျိုရှွာဘန်ကဟိုအာရှတိုင်းမှာပထမဆုံးအမျိုးသားချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပြီပေါ့နော်သူနဲ့တူတူဆိုလို့ဒါဇန်ဝင်လေးတစ်ယောက်ပဲရှိမယ်ဘယ်လိုပဲနေနေတော်တော်လေးကိုပြည့်ပြည့်စုံတဲ့အခိုင်အတန့်တစ်ခုကိုမြန်မာ MMA ပြည်သက်တွေအနေနဲ့တော့ ိုင်ဆိုင်သွားရတယ်လို့တော့ကျွန်တော်စိတ်ထဲတော့မြင်နေဂျိုရှော့ဖန်ကအသက်အရန်ငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဘာစင်မြင့်အထက်မှာဆိုရင်ဒီလိုမျိုး level မြင့်တဲ့ကစားသမားတယောက်မြန်မာလန်ကိုကိုစားပြုပြီးတော့တောက်လျှောက်ထိုးနေရအောင်အချိန်တော်တော်ကြာထိကြည့်ရအောင်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့ထင်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောချလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်